ဟယ်လိုဒီနေ့ကတော့ဒီနေ့ကအပွားအတွက်ရှင်ပြုံဒီခောက်ဆွဲပြုတ်လေးလုပ်ပါမယ်ခုနေရတော့ဝတ်သားလေးတုံလာတာပေါ့နော်ဒီနေ့ကငားလေးနည်းနည်းရှိလို့ငားလေးလုပ်ပါမယ်အရင်ဆုံးငားလေးတကူအရာတာအကျုံမလေးတွေထည့်ပြီးတော့နှစ်ခါလေးတော့ပေါ့နော်ပြီးတဲ့ခါကျရင်ရှပြုံဒီလေးတကူလိုအပ်တဲ့လောက်ပေါင်းလိုက်မှာပေါ့နော်ပေါင်းမိတဲ့ခါကျရင်သုံးဆန်အတိုင်းခြိလိုက်ပါမယ်ဒီခါကျရင်တက်သူဖြူနီဒင်းလေးတွေကိုနှုတ်ဆီပြီးတော့စစ်တက်လိုက်ပါမယ်အဲ့လေးမူရတဲ့ခါကျရင်ခုနကခြိထားတဲ့ရှပြုံဒီလေးတွေကိုထည့်ပြီးတော့နှံ့အောင်မူလိုက်ပါမယ် ပြီးရင်ကိုလိုတဲ့လောင်းရင်းနှီးပမာဏကိုထည့်ပါမယ်။ရေးမှာအရသာတူတူကားစားတဲ့မျိုးနဲ့တူပါပါတယ်။ရှင်ပြင်းဒီမှာကအချို့တက်ပါပြီလားဆိုတော့ကြားမထည့်တော့ပါဘူး။အဲ့ဒါလေးကိုစူလီအောင်တင်လိုက်ပါမယ်။စူလာတဲ့အခါကျရင်အပေါ်အငယ်လေးမြည်ပြီးတော့ဒီရှီဘိုဒီဟင်းလေးကကြက်ပြီးပေါ့နော်။ပြီးတဲ့အခါကျရင်ကခုနကနှက်ထားတဲ့ငါးလေးလေးကိုတော့ပါမယ်။ ငါးလေးတွေပြက်ပြီဆိုရင်ပကံလေးကိုဆက်ထုတ်လိုက်ပါမယ်။ဒီတစ်ခါကျရေဒီယိုကခောက်ဆူလေးနဲ့တွဲစားဖို့အတွက်အရွက်လေးပြုတ်ပါမယ်။ကိုယ်တိုင်အရွက်သုံးလို့ရတာပေါ့နော်ဒီမှာဒီကကိုက်လန်သုံးထားပါတယ်ဒီကကအရွက်ပြုတ်တဲ့ခါမှာစီလင်းနဲ့စားလေးနဲ့ထည့်တာပေါ့နော်ဘယ်လိုထည့်ရင်လေအရွက်လေးကစစ်စစ်လေးနဲ့အီအီလေးနဲ့ရမ်းစားလို့ကောင်းတယ်အရွက်လေးပြီးပြီဆိုရင်ဒီကကခောက်ဆူလေးပြုတ်ပါမယ်ဒီကတော့၃ယောက်စားမှဆိုတော့လေ၃ကောင်ပြုတ်ပါတယ်ဒီတစ်ခါမှာတင်ဒီကက်ကက်စစ်စစ်လေးနဲ့ပြရအောင်ပေါ့နော်ဒီကကရေအီလေးနဲ့စီးထားလိုက်ပါတယ် ီးဆွေးသွားပြီဆိုရင်ကောက်ဆွေးလေးစောင်းရပြီပေါ့နော်ကောက်ဆွေးထဲတယ်ပြီးအရွက်လေးထဲတယ်ပြီးသနာကဒီတမန်တုံးကြီးလေးနေထိုင်တာပါတယ်တရားလေးကလေးတမန်ကြီးနေနေရတဲ့စောင်းရပြီးအရန်ကောင်းတယ်နော်တစားဖို့တည်းရေလှုပ်စားကြည့်ပါ